အားလုံးပဲမင်္ဂလာပါအခုအချိန်မှာ American B52 ပုံကျဲလေယာဉ်တွေက Venezuela ရဲ့ဒေါ်လာ၄.၈ billion တန်းမူရစီဝိုင်း empire ကို တိုက်ခိုက်ခဲ့ပုံကိုတင်ပြပေးသွားပါမယ်ရှင်2025ခုနှစ်အောက်တိုဘာလ23ရက်မနက်3:42မိနစ် ဗင်နီဇွဲလားကာယိုတန်းကနေ41မိုင်အကွာကာရဘီယံပင်လယ်ဟာလုံးဝမှောင်မဲနေပါတယ်အရီနီယာကိုအမေရိကန်ရေတပ်ရဲ့ PIA ပိုဆိုက်တန်လီယန်တစင်းရှာဖွေရင်နဲ့တမောတစင်းကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတမောကမီးတွေလည်းမဖွင့်အမှတ်အသားလည်းမပြပဲအီဆက်စွာပြီးဆွဲနေတဲ့ကုန်တင်တမောကြီးပါ။ကန်ချီဆောင်တပ်ဖွဲ့ကဒါကိုချင်းချောက်မှုအဖြစ်သတ်မှတ်လိုက်ပါတယ်။သူတို့တန်တရာရှိတာကတော့ဒီတမောပေါ်မှာတရားမဝင်ပစ္စည်းတွေတင်ဆောင်လာနိုင်တယ်ဆိုတာပါပဲ။ ဒါနဲ့ပဲရတံပိုအစတင်လှုပ်ဆောင်ကြပါတယ်။မနက်၄:၁၂မိနစ်မှာတော့လိုင်လံဖန်းစီမှုအစတင်ပါပြီ။ကန်ချီဆောင်တပ်သမောတွေဟာကုန်တင်သမောကြီးကိုဝိုင်းလိုက်ကြပါတယ်။ Hadron အဖွဲ့ပါတဲ့ရဟရင်တဆင်းဟာထွက်ပြေးနေတဲ့သမောရဲ့အနောက်ဘက်စီကိုပြန်တန်းသွားပါတယ်။မိုးရဲ့မှောင်ခိုသမားတွေကလည်းထွက်ပြေးဖို့စူးစမ်းကြပါတယ်။သူတို့ရဲ့လေကမှောင်နေတဲ့အရေးပြင်ကိုဖျက်နေပါတယ်။ရဟရင်ကတိတိကျကျပြတ်ခတ်လိုက်ပါတယ်။ကြည်စံတွေဟာသမောရဲ့အနောက်ဘက်ကိုထိမှန်ပြီး ပန်ကာနဲ့စတီယာရင်ကိုပျက်စီးစေပါတယ်။တတုဆတွေနဲ့မီတောက်တွေပွက်ကွဲထွက်သွားပါတယ်။တံပေါ်ကြီးသွားမရတော့ဘဲလိုက်လံဖန်းစီမှုပြီးဆုံးသွားပါပြီ။နေထွက်လာတဲ့အချိန်မှာတော့ပျက်စီးနေတဲ့ကုန်တင်တံပေါ်ကြီးဟာအမေရိကန်မီးအောင်အောက်မှာမီးခိုးတွေတလူလူထွက်နေခဲ့ပါတယ်။အဲ့ဒီတံပေါ်ဟာအစသာရှိပါသေးတယ်။ဒီထက်ပိုကြီးတဲ့အရာတခုဆက်လာဖို့ရှိပါတယ်။2025ခုနှစ်အောက်တိုဘာလ23ရက်ည9:25မိနစ် ဝါရှင်တန် DC ကအင်ဖြိုတော်အခြေအနေထိန်းချုပ်ခန်းဟာတိတ်ဆိတ်နေပါတယ်။လေထဲမှာကွန်ပျူတာမော်နီတာတွေရဲ့အတန်အတာကြားနေရပါတယ်။မျက်နှာပြင်တစ်ခုပေါ်မှာတော့ဗနီဇွဲလားကုန်တင်တံပေါ်တစ်စင်းမီးလောင်နေတဲ့ပုံကိုမြင်ရပါတယ်။မီးလောင်နေတဲ့တံပေါ်ကူထဲအနက်ရောင်ကြီးဟာသိစေနိုင်တဲ့မူရစည်းဝါးတွေအပြည့်ပါပဲ။စီတင်ဖန်းစင်းမှုတွေကနေရတဲ့တက်တီအထောက်အထားတွေရောက်လာပါပြီ။မက်တမ်ဖက်တမင်း3.8မက်ထရက်ဒရန်အမှတ်သားပါတဲ့ငွေသားဒေါ်လာ62တန်းနဲ့ ကတယ်ကန်ကွယ်ရက်ကိုချိတ်ဆက်ထားတဲ့ကုတ်တွေနဲ့ drive တွေပါလောင်လေးကလှဝစီယာရဲ့ကွက်ကဲကြီးစခန်းမှာတော့လီလာဆန်းဆက်သူတွေဟာ82နှစ်နာရီစက်တိုက်အလုပ်လုပ်နေကြပါတယ်သူတို့ဟာ drive တွေရဲ့ကုတ်တွေကိုဖြေးလိုက်တဲ့အခါမှာတော့ဗင်နီဇွဲလာရဲ့မြောက်ဘက်ကန်ယိုဒန်တလျှောက်ဒရီကန်ပုံတရံရှိတဲ့ GPS နေရာမှတ်တွေကိုတွေ့လိုက်ရပါတယ်ဂျူတူအချက်အပြတ်မှုတွေအရအတိတ်ကနေရာ၃ခုကိုအတီးပြုတ်လိုက်ပါပြီ ပထမတစ်ခုကတော့ဘူအာတိုကဲဘဲလိုအနေကတကြားဆက်ယုံအတုတစ်ခုဖြစ်ပြီးအဆောင်တွေဓာတ်ရုပ်ဗေဒပျက်စီးထုတ်တဲ့ဆက်တွေရှိပါတယ်။ဒုတိယတစ်ခုကတော့မာရာကီးမြောက်ဘက်မှာရှိတဲ့ကြီးစားစစ်သားတွေနဲ့ဂယ်တယ်တက်ခရီးသမားတွေအတွက်လေ့ကျင့်ရေးစခန်းပါ။တတိယတစ်ခုကတော့ကာရာကစ်မှာရှိတဲ့လှဝဆက်သွေးရေးစခန်းတစ်ခုဖြစ်ပြီးဟောင်ကောင်နဲ့ပနားမားကနေတဆင့်ငွေပြီးချေမှုတွေပို့နေပါဗျ။ဒီနေရာ၃ခုစလုံးဟာအစိုးရရဲ့အကာအကွယ်အောက်မှာ trap ကားတွေ ၊ဆီရီ၊လက်နက်ကင်အဆောက်အအုံတွေနဲ့လှုပ်ရှားနေကြပါတယ်။ဇီယာရဲကဒီကွန်ရက်ကိုသွေးနေကြောလို့နာမည်ပေးထားပါတယ်။သူတို့ဟာအမေရိကန်ကိုမိုးရစီဝါပို့ပြီးတစ်နှစ်ကိုဒေါ်လာ1.2ဘီလီယံလောက်ဝယ်ငွေရှိနေကြပါတယ်။ထောက်လိုင်းရဲ့အရာရှိတွေအစိန်ခန်းစာတင်ပြတာတွေကိုသမရထရန်ကခရီးတဆိုင်နားထောင်နေပါတယ်။ဓာတ်ပုံတွေနဲ့ကင်ကနားတိုင်းဟာအခန်းထဲမှာဒေါသတွေပြည့်စည်ခဲ့ပါတယ်။ဗင်နီဇွဲလာကအယံလွန်သွားပါပြီ။ တန်တမန်တချို့ကတော့စိတ်အေးအေးထားဖို့တောင်းဆိုခဲ့ကြပါဗျ။စက်တက်ကဆက်ပွဲဖြစ်လာနိုင်ကြောင်းသတိပေးပါဗျ။ဒါပေမဲ့ထရမ့်ကအစ်တိတ်အေးဆက်ပဲပြောလိုက်ပါဗျ။သူတို့အစိတ်တွေကြောင့်ငါတို့ကလေးတွေတည်နေချိန်မှာခမားတို့ကငိန်ချိန်ရဲ့အကြောင်းပြောနေကြတာပဲလို့သူကပြောပါဗျ။ငါတို့တရားမျှတမှုကိုဆွေးနွေးနေမှာမဟုတ်ဘူး။ငါတို့တုံ့ပြန်ရမယ့်အချိန်ရောက်ပြီလို့လည်းပြောပါဗျ။ညက်9:43မိနစ်မှာတော့သူအမိတ်ကိုလက်မှတ်ထိုးလိုက်ပါဗျ။တန်မိနစ်ဒီရီဆက်စင်ရေလို့ခေါ်ပါဗျ။ Baptist Leaders ခန်းကနေ B52H ဘုံကျဲလင်းတွေကဥဆောင်တိုက်ခိုက်မှာဖြစ်ပါတယ်။သူတို့က Army Ranger စစ်သား200နဲ့ Navy SEAL စစ်သား330ကထောက်ကူပေးမှာပါ။သူတို့စင်မအစစ်မြင့်လက်နက်တွေ၊ငှက်ကျင်မှန်ပြောင်းတွေ၊တန်ချက်ကာလင်းတွေပါဝင်ပါတယ်။ဒီမရှင်နာတစ်နှစ်ကိုဒေါ်လာ1.2ဘီလီယံတန်ဖိုးရှိတဲ့အဆောင်အရှောက်အပြည့်ရှိတဲ့မွေးရစီဝါစခန်း၃ခုကိုပြတ်မှတ်ထားတာပါ။ဒါကမွေးရစီဝါကိန်းတစ်ခုတသက်မဟုတ်တော့ပါဘူး။ ဒါဟာမွေးရစည်းဝါနဲ့လဲပတ်နေတဲ့နိုင်ငံတစ်ခုဖြစ်နေပါပြီ။နိုင်ဝတ်မပြည့်ခင်မှာပဲအမေရိကန်ဟာစိတ်ရှည်သေးခံမှုကနေလက်တွေ့လှုပ်ဆောင်မှုစီကူးပြောင်းသွားပါပြီ။2025ခုနှစ်အောက်တိုဘာလ15ရက်မနက်တနင်္ဂနွေ58မိနစ် Barkes Litas Khan ကနေ B52H ဘုံးကျဲလျင်3စီးဟာတက်ခရီးစုံထဲကိုဝင်လာပါတယ်။ F15E တိုက်လျင်၄စီးကသူတို့အပေါ်ကနေပြန်တမ်းပြီးရန်သူလျင်မှန်သမျှကိုကာကွယ်ဖို့အသင့်ရှိနေပါတယ်။ EA18 ကြီး Chloral နှစ်ဆင်းကတော့ရန်သူရဲ့ရေရန်နဲ့ရေရိုတွေကိုအနှောက်အယှက်ပေးပြီးလေရင်အဖွဲကိုတိတ်ဆိတ်စွာဖုံးကွယ်ထားပါတယ်။လိုအပ်ရင်စေပြည့်ဖို့အတွက် KG 135 Seedin လေရင်တစ်စင်းကလည်းအနည်းအနာမှစောင့်နေပါဗါတယ်။အားလုံးအဆင်သင့်ဖြစ်တဲ့အခါထိန်ချုပ်ခန်းတဲကနေမိနေတွေလင်းလာပါဗါတယ်။လက်နက်တွေအသက်ဝင်သွားပါပြီ။မနက်2နာရီ10မိနစ်မှာတော့ပူအာတိုကာဘယ်ရိုအပေါ်မှာပုံကျဲလေရင်တွေဟာပုံခွဲခန်းတွေကိုဖွင့်လိုက်ကြပါဗါတယ်။ သူတို့ဟာပေါင်2000ရှိတဲ့လမ်းဝင်ဘုံတွေကိုပြတ်မှတ်တွေပေါ်ချလိုက်ပါတယ်။အောက်ဘက်မှာရှိတဲ့တကြားစက်ရုံဆိုတာအမှန်တကယ်ကတော့အေက35အေကကျဲတဲ့မွေးစီဝါစက်ရုံဖြစ်နေတာပါ။အတွန်းမှာတော့ Capital အဆောင်80ဒါရုဗီရပညာရှင်တွေနဲ့နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေရှိနေပါတယ်။သူတို့ဟာတပတ်ကိုမွေးစီပေါင်2500ထုတ်လုပ်နိုင်တဲ့ match တပ်ပေါင်းဖူး9ခုကိုကကွယ်နေကြတာပါ။မနက်2:14မိနစ်မှာတော့ပထမဆုံးဘုံကထိမှန်သွားပါတယ်။ ပုတ်ကွဲမှုကြောင့်ပြလဲပြင်းတစ်ခုလုံးလင်းထိန်သွားပါတယ်။ပုံနှလုံးထပ်ပြီးကြလာတာကစီတိုင်ကီရီနဲ့အဆောက်အုံတွေကိုဖောက်ခွဲပစ်လိုက်ပါတယ်။မီးတောက်ဟာ2900ဖာရန်ဟိတ်ကျော်အထိရောက်ရှိနေပြီးမိန်ပေါင်းများစွာအထိမီးပြင်းကိုတုန်ခါစေခဲ့ပါတယ်။ Army Ranger စစ်သားတွေဟာရဟတ်ယာဉ်နဲ့ဆင်းသက်ပြီးဧရိယာကိုထိန်းချုပ်လိုက်ကြပါတယ်။ Navy SEAL စစ်သားတွေကတော့အပြင်းအထန်ပစ်ခတ်မှုအောက်မှာတောင်ဘက်ကိုတောင်တစ်ခုတည်းကိုဖောက်ဝင်လိုက်ပါတယ်။ အတွင်းမှာတက်မြဩဇာလိုအမှတ်သားပါတဲ့စီတွေရှိပေမဲ့အဲ့ဓာတွေကဒေါ်လာတန်း400တန်ဖို့ရှိတဲ့ math စီတွေကိုဂိမ်းဆောင်ထားတာပါစစ်တနတ်တွေတက်ဆင်ထားတဲ့ cartel truck ကားတွေကတိုက်ခိုက်လာပါတယ် Ranger တွေကရဟယင်တွေရဲ့30ကီလိုမီတာအမြောက်တွင်နဲ့ပြက်ခတ်ပြီးရှေ့ဆက်တိုးကြပါဗျ။ပွက်ထားတဲ့ခရမ်းမီးကြောက်ပုံတစ်ခုပောက်ကွဲသွားပြီးကြီးမာတဲ့ကွန်ကရစ်ဒုံးကျည်းတွေကိုလီထဲပြတ်တင်လိုက်ပါဗျ။ ရင်ဂျာအဖွဲတစ်ဖွဲပိတ်မိနေခဲ့ရာဆဲလ်အဖွဲကတူမြောင်ဘက်ကနေပြီးဝိုင်းပြီးကဲတင်လိုက်ကြပါတယ်။မနက်2နာရီ29မိနစ်မှာတော့ဒုတိယလှိုင်းရောက်လာပြန်ပါတယ်။ F15E ဂျက်လျင်တွေဟာနောက်ထပ်ကက်တယ်စခန်းနှစ်ခုကိုအဝေးကပြတ်ခတ်နိုင်တဲ့ဒုံးကျည်တွေနဲ့ပြတ်လိုက်ပါတယ်။တစ်ခုကလေကျင်ရေးစခန်းနောက်တစ်ခုကတော့ကာရိုကက်စ်မှာရှိတဲ့စစ်သွေးရေးစင်တာဖြစ်ပါတယ်။ နောက်ပိုင်းတတိအထောက်အထားတွေအရအဲဒီစကန်ဟာဗင်နီဇွဲလားထောက်လိုင်းရဲ့အရာရှိတအုပ်နဲ့ဆက်နွယ်နေတယ်ဆိုတာတွေ့ရပါတယ်။မနက်3:00မိနစ်မှာတော့တိုက်ပွဲပြီးဆုံးသွားပါပြီ။52မိနစ်ပဲကြာခဲ့ပါတယ်။ကတ်တန်အဖွဲ့ဝင်63ဦးသေဆုံးပြီး23ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အမေရိကန်စစ်သား၄ဦးတန်ရာရခဲ့ပါတယ်။မြောက်ဘန္ဒာတိုက်တခုမှာတော့ကိုစလဲတွေဟာငွေသားဒေါ်လာ62သန်း၊စာပါ9လုံး၊ပနားမားနဲ့ဟောင်ကောင်ကနေဒေါ်လာတန်း180လွှဲပြောင်းထားတဲ့ ငွေကြေးတွေကိုတွေ့ရှိခဲ့ပါတယ်။ပြီးတော့အဆက်မြေပြင်ဟာတိတ်ဆိတ်သွားပါတယ်။စခန်းတစ်ခုလုံးကတော့လုံးဝပျက်စီးသွားပါပြီ။မီတောက်တွေဟာပေ40အထိမြင့်တက်နေပါတယ်။လေထဲမှာတော့ပူလောင်နေခဲ့တာပါ။နေထွက်တဲ့အခါမှာတော့ရေမှန်းချက်အောင်မြင်ပါပြီဆိုတဲ့စိတ်ဦးစီးချုပ်ရဲ့အတန်းဟာရေရီယိုကနေထွက်ပေါ်လာပါတယ်။၂025ခုနှစ်အောက်တိုဘာလ15ရက်မနက်10:00နာရီဗင်နီဇွဲလားနိုင်ငံကာရိုကက်စ်ရဲ့မနက်ခင်းလေးမှာလောင်စာအနှံ့တွေရနေပါတယ်။ ပူရာတိုကာဘယ်လိုကမိခိုးတွေဟာမြို့တော်ပေါ်မှာအခုထိမြင်နေရတုံးပါပဲ။ဗင်နီဇွဲလားအမျိုးသားလွှတ်တော်အတွင်းမှာတော့ဘရန်ပတာတွေဖြစ်ကုန်ကြပါပြီ။အစိုးရပြောရေးဆိုခွင့်ရှိသူတဦးဟာ TV မှာတော့ထွက်ပြောရင်းတုံ့ပြန်နေခဲ့ပြီးအမေရိကန်ရဲ့တိုက်ခိုက်မှုကိုစက်ကြင်ညာချင်းလို့ပြောဆိုလိုက်ပါတယ်။တနရက်တွင်းမှာဗင်နီဇွဲလားကကိုလသမဂ္ဂအရေးပေါ်အစည်းအဝေးခေါ်ယူဖို့တောင်းဆိုလိုက်ပါတယ်။ TV လိုင်းအားလုံးမှာတော့အရာရှိတွေကအမေရိကန်ဘုံတွေကြောင်းအယက်သားတွေတည်ဆုံခဲ့တယ်လို့ပြောဆိုကြပါဗျ တကယ်တော့ဘုံတွေဟာမူရစီဝါစခန်းတွေကိုထိမှန်ခဲ့တာပါအိမ်တွေကိုမဟုတ်ပါဘူးသူပင်မဲ့လဲမေးလောင်နေတဲ့ပျက်စီးနေတဲ့ဗီဒီယိုတွေကပြည်သူတွေကိုဒေါသထွက်စေခဲ့ပါတယ်လိုအုပ်ကြီးဟာလမ်းတွေပေါ်ပစ်လာပြီးအမေရိကန်ကိုစန့်ကျင်တဲ့အော်တန်တွေထွက်ပေါ်လာပါတယ်တရအတော့မှာကိုလံဘီယာမှာရှိတဲ့မက်စ်ဇင်းနှုံးတွေဟာ၄၈ရာခိုင်နှုန်းကျဆင်းသွားပါတယ်ကာရပီယံဖြစ်ကျော်မှုမူရစီဝါလမ်းကြောင်းတွေရပ်တန့်သွားပါပြီဝါရှင်တန်မှာပင်တကွန်ကသတင်းအချက်အလက်အကန့်အသတ်နဲ့ထုတ်ပြန်ခဲ့ပါတယ် တရားဝင်အစည်းအခမ်းစားမှာတော့လေကြောင်းတက်ခိုက်မှုဟာတကဘာလုံးဆိုင်ရာရာဇဝတ်ကွန်ရက်ကိုစန့်ကျင်တဲ့အကြမ်းဖက်မှုတံပြန်ရေးမရှင်ဖြစ်ကြောင်းပြောပြထားပါတယ်။ဒါပေမဲ့အစိုးရအစည်းအဝေးခန်းတွေထဲမှာတော့အရာရှိတွေကပူကြီးတဲ့အရာတခုကိုအတည်ပြုခဲ့ကြပါတယ်။သူတို့ဟာဒေါ်လာတန်480တန်တရားမဝငွေတွေကိုဗင်နီဇွဲလားဘူချုပ်တွေနဲ့ဝင်ကြီးတွေပိုင်ဆိုင်တဲ့ဘဏ်အကောင့်တွေဈေးကနေခြေရခံမိခဲ့ကြတာပါ။ငင်းချေးဆွေးနွေးဖို့အချိန်မရှိတော့ပါဘူး။ ရုရှားကအမေရိကန်ရဲ့တိုက်ခိုက်မှုကိုပေါ်ဆတယ်လို့ခေါ်ဆိုခဲ့ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေကတခြားနေလန်နဲ့လက်စားချီမဲလို့ကြေပြုခဲ့ကြပါတယ်။ဥရောပနိုင်ငံတွေကတော့စိတ်အေးအေးထားဖို့တောင်းဆိုခဲ့ပေမဲ့ဘယ်သူမှအမေရိကန်ကို ပြတ်တင်ရှုံ့ချခြင်းမရှိခဲ့ပါဘူး။၂၀25ခုနှစ်အောက်တိုဘာလ15ရက်ညတကောင်12နာရီကာရပီယံပင်လယ်ဟာပြန်လည်ငိမ်သက်သွားပါပြီ။ညာကအကျန်းဖက်မှုတွေဟာမြို့ခိုးတွေအဖြစ်မိမ့်မိန်သွားပေမဲ့တိတ်ဆိတ်မှုကတော့လေးလံနေခဲ့ပါဗျ။ ကာယိုရာနဲ့ဝေးတဲ့နေရာမှာအမေရိကန်ဖြတ်သန်းဘောတွေဟာပရမဆုံနေအောင်ချီအောက်မှာမျောနေကြပါတယ်။သူတို့ရဲ့အပေါ်မှာတော့ B52 ဘုံကျဲလျင်၃စင်းဟာလူဝိတ်စီယနာပြည်နယ်ဘက်အနောက်ဘက်ကို꿰သွားကြပါတယ်။သူတို့ရဲ့မရှင်ဘီးမြောက်သွားပါပြီ။ကူတောင်တွေဟာအခုပြာပုံတွေဖြစ်နေပါပြီ။အချက်ပြမျိုးစင်းတွေဟာပြင်းလဲထဲပြိုကျသွားပါတယ်။တချင်ကကက်တယ်ရဲ့အခိုင်အမာဆုံးအခြေစိုက်စခန်းကနေမိခုအမဲတွေတက်နေပါတယ်။ ကွက်ကရီတန်ဘောပေါ်မှာတော့အမေရိကန်ထောက်လိုင်းရဲ့အဖွဲ့တွေဟာမနာတမ်းအလုပ်လုပ်နေကြပါတယ်။သူတို့ဟာအပြည့်စည်တွေကိုစုဆောင်းပြီးကုတ်သွန်းထားတဲ့ server ခုနှစ်လုံးကိုပြန်လည်ရရှိခဲ့ပါတယ်။အတွင်းထဲမှာတော့1.4 terabyte ရှိတဲ့ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေရှိနေပါတယ်။ဒါဟာတစ်နှစ်ကဒေါ်လာ4.8 billion တန်ဖိုးရှိတဲ့ကြီးမားတဲ့ကွန်ရက်ကိုပြတ်တနေတာပါ။ဒီဖိုင်တွေမှာဗင်နီဇွဲလာအရာရှိ18ဦးပုဂ္ဂလိကတမောကုမ္ပဏီတွေနဲ့နိုင်ငံခြားလက်နက်ရောင်းဝယ်သူတွေကိုပေးချေထားတဲ့အစည်းအဝေးပါဝင်ပါတယ်။ FBI အတွက်ဒါဟာမူရစီဝါကိစ္စသက်သက်မဟုတ်တော့ပါဘူး။ဒါဟာဗင်နီဇွဲလားအစိုးရဟာစနစ်တကျရာဇဝတ်မှုမှာ အနက်ရှိန်ဆုံးပါဝင်နေတဲ့ဆိုတဲ့သက်သေတွေပါပဲ။ည7:30မိနစ်မှာအချက်လက်တွေရရှိကြပါတယ်။ဖန်တာပြင်တွေပေါ်မှာတော့ digital မြေပုံတစ်ခုပေါ်လာပါတယ်။အနေအောင်မင်းတွေက ပနားမှာကိုရာကာအိုနဲ့ဟောင်ကောင်ကြားကငွေကြီးစစ်စစ်မှုကိုပြသနေပါတယ်။မင်းကြောင်အားလုံးဟာဗင်နီဇွဲလားတယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနစီကိုပြန်ပတ်နေတာပါ။ အမှန်တရားကအရှင်းနေပါပြီ။အမေရိကန်ဖျက်ဆီးလိုက်တဲ့မိုးရဆေးဝါအင်ပါယာဟာတိကျရပ်တည်နေတာမဟုတ်ပါဘူး။ဒါဟာလောဘနဲ့အကြမ်းဖက်မှုအပေါ်မှာတိဆောက်ထားတဲ့အစိုးရရဲ့ဆက်စင်ရေးဖြစ်နေတာပါ။ဝါရှင်တန်မှာတော့သမ္မတထရမ့်ဟာသမ္မတရုံးမှအစိုးရခန်းစာကိုလက်ခံရရှိခဲ့ပါတယ်။တချိန်တည်းမှာပဲ CNN ကမေးလောင်နေတဲ့ဂိုင်ယိုတန်ရုပ်ပုံတွေကိုပြသနေပါဗျ။ကျွမ်းကျင်သူတွေကဒီတိုက်ခိုက်မှုဟာဥပဒေနဲ့ငင်းမငင်းငင်းခုန်နေကြပါဗျ။ မဟာမိတ်တွေကတော့တိတ်ဆိတ်နေပြီမဲ့မောင်ခူဈေးကွက်ကတော့ချက်ချင်းနားလေသွားပါတယ်နယက်အတွက်မှာအလဲပိုင်းအမေရိကန်ကနေအနောက်အာဖရိကအထိအတိကမူရစီဝါလမ်းကြောင်းတွေပိတ်ပြက်လိုက်ပါတယ်။ဘတ်၅ခုကတန်တရားရှိတဲ့ဗင်နီဇွဲလားအကောင့်တွေကိုပိတ်ဆို့လိုက်ပါတယ်။အမေရိကန်စီကူမူရစီဝါစီဝံမှုဟာ30ရာခိုင်နှုန်းနီးပါးကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အောင်ပွဲခံတာမရှိခဲ့ပါဘူး။အမေရိကန်စက်သားလီဦးဟာအရေးပေါ်အခြေအနေမှာရှိနေသေးပါ။ဗင်နီဇွဲလားအယက်သားအများအပြားဟာ ပိုအာတိုကာဘယ်လိုအနေကမေးလောင်နေတဲ့ရွာတွေကနေထွက်ပြေးခဲ့ရပါတယ်။အမေရိကန်စက်တပ်သားကမ္ဘာအကြီးဆုံးမူရစီဝါအင်ပါယာတစ်ခုကို82နှစ်အရွယ်အတွင်းဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ဒါဟာတာမန်တံပေါ်တစင်းနဲ့အစတင်ခဲ့ပြီးရာဇဝတ်အင်ပါယာကိုတုံးတင်ရှင်လင်းပြီးအဆုံးသတ်ခဲ့ပါတယ်။မက်သက်ဖန်တမင်း3.8တန်းတန်ဖြစ်စီခဲ့ပါတယ်။တန်းရာနဲ့ချီသိမ်းဆေးခဲ့ပါတယ်။ရာဇဝတ်သားဒါဇင်နဲ့ချီသိမ်းဆုံးဖန်ဆေးခံခဲ့ရပါတယ်။ ဒါပေမဲ့တကယ်အောင်ပွဲကတော့ဂိမ်းကနန်းတွေမှာမဟုတ်ပါဘူး။ကတင်ခက်ရတဲ့အသက်တွေမှာဖြစ်ပါတယ်။မယာမီ၊ဟိုစတန်နဲ့နယူးယောက်လိုအမေရိကန်မြို့ကြီးတွေမှာမွေးစည်းဝါပမာဏထောင်ပေါင်းများစွာဟာလမ်းပေါ်ကိုလုံးဝမရောက်ရှိတော့ပါဘူး။သူတို့ဟာကာရက်ပီယံပေါ်ကမိခိုးအဖြစ်လောင်ကျွမ်းသွားခဲ့ပါပြီ။သူတိုင်းအောင်မြင်မှုတိုင်းဟာပြီးဆက်ရတဲ့အတန်ကြီးရှိပါတယ်။ဆက်သားလီအိုတန်ရာရခဲ့ကြပါတယ်။ ရဟယင်းနှစင်းပျက်စီးခဲ့ပါတယ်စစ်သားအများအပြားဟာသူတို့မြင်ခဲ့ရတဲ့အရာတွေဖြစ်တဲ့မေးလောင်နေတဲ့မျက်နှာတွေပျက်စီးနေတဲ့ဥမြင်လိုင်းခေါင်းတွေလောဘရဲ့သားကောင်းတွေကြောင့်စိတ်ထောက်ချနေကြပါတယ်ဒါပေမဲ့သူတို့ဘယ်တော့မှထွက်မပြေးခဲ့ပါဘူးမမမမက်ရက်တီးပြီးတဝန်ကျပွန်စွာတိုက်ပွဲဝင်ခဲ့ကြပါတယ်အခုလိုနိုင်ငံတကာသတင်းတွေကိုနားဆင်ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုရင်အဆုံးထိကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်